ဘလုံးလောကမှာကြီးကျယ်ခမ်းနားတဲ့တိုက်စစ်မှုတွေအများကြီးရှိကြပါတယ်။ဒါပေမဲ့ကမ္ဘာဖလားတမိုင်းလျှောက်ဂိုးများသုံးတင်းယူခဲ့သူဆိုတဲ့ဂုံဘုတ်ကိုပိုင်ဆိုင်ထားတဲ့ဘလုံးသမားကတော့တယောက်ပဲရှိပါတယ်။ဘလုံးသမားတိုင်းရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ဝေါ်ကတ်ကိုမြေပြင်ပေါ်မှာခြေချမခံရအောင်မြင့်တင်ပြီးအောင်ပွဲခံနိုင်သူတဦးသာရှိခဲ့ပါတယ်။သူကတော့မီယိုစလက်ကလိုဆေးပဲဖြစ်ပါတယ်။ ဖော်ဘောခွေစီမြန်မာအားပေးနေကြတော့ပိတ်သက်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကမ္ဘာဖလားသမိုင်းအချောက်မှာဂိုးများဆုံးတည်ယူခဲ့သူတယောက်ဖြစ်တဲ့မီယိုစလက်ကလိုဆေးရဲ့အကြောင်းလေးပဲဖြစ်ပါရဲ့ခင်ဗျာကျွန်တော်လည်းတူတူလိုက်ပါနားထောင်ပြီးကြပါအောင်ခင်ဗျာ ခလိုဆေးဟာပိုလန်နိုင်ငံမှာမွေးဖခဲ့ပေမဲ့ဂျာမနီနိုင်ငံရဲ့ကဏ္ဍဝင်ကစားသမားတဦးဖြစ်နေခဲ့ပါတယ်။ဘောလုံးသမားတယောက်အတွက်အသက်20ကျော်မှ professional လောကကိုစတင်ဝင်ရောက်လာတာဆိုရင်လူတွေကနောက်ကျနေတယ်လို့ပြောကြမှာပါ။ ဒါပေမဲ့ကလိုဆေးအတွက်တော့အဲ့ဒါကအချိန်ရဲ့အစပဲရှိပါသေးတယ်။သူဟာအကောင်းဆုံးအချိန်မှာအကောင်းဆုံးနေရာကိုရောက်ရှိနေတတ်တဲ့ပညာရှင်တဦးလည်းဖြစ်ပါတယ်။ကလိုဆေးကိုကြည့်ရင် ခုံပေါက်ပြီးလေထဲမှာပြန်ဝင်နေသူဖြစ်မြင်ရပါလိမ့်မယ်။သူဟာဘောလုံးလာမယ့်အချိန်နဲ့သူသွားရမယ့်နေရာကိုတတ်ထက်တဲ့ချိန်စားတတ်တဲ့ရှားပါးတဲ့အည်တွေးကိုပိုင်ဆိုင်နာသူတယောက်လည်းဖြစ်ပါတယ်။သူဟာခေတ်တည်းလုံးလောကမှာပြောက်ကွယ်သွားတဲ့ ပူစာမျိုးစားတိုက်စစ်မှုတယောက်ဖြစ်ပါတယ်အစံတကျလုံးရတာတွေမရှိပါဘူးကွယ်လမှာဘောလုံးကိုပြန်ပေးတာတွေဖန်တီးပေးတာတွေသူမလုပ်တတ်ပါဘူးသူလုပ်တတ်တာတစ်ခုကတော့ဂိုးတင်ဖို့ပါပဲကလိုဆေးကိုကဘာကျော်စီခဲ့တဲ့အကြောင်းအရာကတော့ဂိုးရည်အတွက်တစ်ခုတည်းတော့မဟုတ်ခဲ့ပါဘူးသူရဲ့ဂုံတိတ်ကကြောင့်လဲပါခဲ့ပါတယ် 2012ခုနှစ်လာစီယိုအတင်းမှာကစားနေစဉ်သူတွင်းယူလိုက်တဲ့ဂိုတကူဟာလက်နဲ့ထိခဲ့မိတယ်ဆိုတာကို ပြန်ပြအတင်းကမပြောခင်မှာပဲခလိုဆေးဟာဒိုင်းကိုကိုယ်တိုင်သွားပြောပြီးဖျက်သိမ်းခိုင်းခဲ့ပါတယ်။ဒါဟာကမ္ဘာအဆင့်ဘောလုံးသမားတယောက်ကအောင်ပွဲခံခွင့်ရခဲ့တဲ့ကိုကိုငင်းပင်ခဲ့တာဟာလည်း Favorite ရဲ့အနှစ်သာရကိုကမ္ဘာကိုပြသခဲ့တာပဲဖြစ်ပါတယ်။ခလိုဆေးကပြောခဲ့ပါတယ်။ဘောလုံးလောကမှာဂုံတိတ်ခါဟာ ကနဒါအောင်ပွဲထက် ပိုရေးကြီးတယ်ဆိုပြီးတောင်ပြောဆိုခဲ့ပါသေးတယ်။ကလိုဆေးရဲ့အစင်မှန်ကြီးကျယ်ခံနာမှုကတော့ဂျာမနီတင်းမှာပဲရှိခဲ့ပါတယ်။ဂျာမနီတင်းရဲ့တမိုင်းတစ်လျှောက်ဂိုးများဆုံးတွင်းရခဲ့သူတဦးဖြစ်ပြီးပြိုင်ပွဲ138ပွဲမှာ82ဂိုးတွင်းရခဲ့သူတဦးလည်းဖြစ်ပါတယ်။ဂိုးအေရီယာထဲမှာအခြေအနေကိုအမိရတုံးချနိုင်တဲ့ဗီဇာတို့ကြောင့်သူဟာကမ္ဘာပေါ်မှာအကောင်းဆုံးပိုရှာတဦးဖြစ်အတိမတ်ပြုခံခဲ့ရတာပဲဖြစ်ပါတယ်။ ခရိုစီးယားဂျာမနီချင်းနဲ့တူဝေါ်ကပ်ပြိုင်ပွဲကို2002ခုနှစ်2006ခုနှစ်2010ခုနှစ်2014ခုနှစ်မှာပါဝင်ခဲ့ပြီးအချိန်တိုင်းဂိုးတင်းယူနိုင်ခဲ့ပါတယ်2014ခုနှစ်ဆီမီဖိုင်နယ်ပွဲစဉ်မှာဘလာဇီးတင်းကို9-6တကူးဖြင့်အနိုင်ရခဲ့တဲ့ပွဲမှာတွင်းခဲ့တဲ့ဂိုးဟာ ဘလာဇီးတင်ရဲ့ဂန်နေဝင်ကစားသမားဖြစ်တဲ့ရော်နယ်ဒိုခေါ်အာနိုင်ရဲ့စံချိန်ကိုချိုးပြက်ကဟောကတ်ရဲ့ဂိုးတင်များဆုံးကစားသမားဖြစ်စံချိန်တင်က16ဂိုးပြည့်သိမ်းပိုက်နိုင်ခဲ့ပါတယ်ကစားသမားဘွားဟာကံကောင်းခြင်းတွေစားရတွေထက်ဇွဲလုံးလားတည်ငြိမ်မှုနဲ့အလုပ်ကြိုးစားမှုတွေရဲ့တင်ကြီးတာပဲဖြစ်ပါတယ်သူဟာအတင်းစိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ဘောလုံးချစ်ပရိသတ်တွေရဲ့ယဉ်ထဲမှာတော့အမြဲထာဝရစံချိန်ချင်းတူဦးဖြစ်တည်ရှိနေမှာပဲဖြစ်ပါတယ် ဘောလုံးဟာရိုးသားမှုနဲ့အောင်မြင်မှုနှစ်ခုလုံးကို ပေးနိုင်တယ်ဆိုတာကိုကဘာကိုပြတတ်ခဲ့သူတယောက်လည်းဖြစ်ပါတယ်ဂလိုစီယာဂျာမနီတင်းရဲ့အကောင်းဆုံးချိန်ဆနိုင်သူတဦးပြတ်ကွယ်နေတဲ့ဘောလုံးလောကရဲ့အကောင်းဆုံးပိုစာတဦးဖြစ်သာဝရတည်တတ်နေမဲ့သူတဦးဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်တော့ glossy ရဲ့အကြောင်းလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ lion subscribe လေးနဲ့ကူညီပေးခဲ့ကြပါအောင်ခင်ဗျာ ဒီနေ့ဂေါကတ်မှာကဘယ်ကစားတော့မှကခရိုစီရဲ့စံချိန်ကိုချိုးဖြတ်သွားမလဲဆိုတာကိုတော့ကျွန်တော်နဲ့အတူတူစောင့်မျှော်ကြည့်ရှုရင်ခံစားလိုက်ကြရအောင်ခင်ဗျာနားဆင်ပေးကြတော့ပိတ်တဲ့အားလုံးကျေးဇူးထူးတင်ပါတယ်ခင်ဗျာအားလုံးပါတော့နေပြီ